အီယာမပင်ဂူလို၏ကျူးကျော်တိုက်ခိုက်မှုအရီဇိုနာပြည်နယ်ကတက်ထူတွင်မြို့လေးတစ်မြို့မှာပေါ့တညမှာအမျိုးသားတယောက်ကဓာတ်ပစ္စည်းတွေအပြည့်တင်ထားတဲ့ထရက်ကားတစ်စီးကိုမောင်းလာခဲ့တယ်။ရုဒိယလမ်းလေကောင်မှရုံးကောင်ကိုသူတွေ့လိုက်တယ်။ သူကရုံကိုရှောင်မှုရုတ်တရက်ကွေ့လိုက်တဲ့အခါမှာကားပေါ်ကအစိတ်ပြင်းနဲ့စီတလုံးကလမ်းဘေးရေကန်ထဲကိုပြုတ်ကျပြီးမြင်းလိုက်သွားတော့ကိုသူသတိမပြုမိလိုက်ဘူး။ဒီရက်မှာဂျိုရှူဟာဆိုတဲ့ကောင်လေးကအဲ့ဒီရေကန်စီကိုရောက်လာတယ်။သူကပင်းကိုမွေးရတာဝါသနာပါတဲ့အတွက်သူ့ပင်းကိုတွေကိုကျွေးဖို့ပြင်သာခံတာဖြစ်တယ်။တပတ်ကြာတော့ဂျိုရှူဟာရဲ့တန်ငယ်ချင်းမိုက်ကသူ့ရဲ့ပင်းကိုတွေကိုလာကြည့်တယ်။မိုက်ကပင်းကိုတွေပုံမှန်မဟုတ်ဘဲကြီးမားနေတာကိုချက်ချင်းသတိပြုမိသွားတယ်။ ဂျိုရှူအာကဒါအစွမ်းထက်ပရိတွေကြောင်းလို့ရှင်းပြလိုက်ပြီးဒီအစွမ်းနဲ့သူတထိပ်ဖြစ်တော့မယ်လို့တွေးနေခဲ့တယ်။သူတို့စကားပြောနေတုန်းမှာပဲပင်းဦးတကောင်ကအထောက်အင်းတွေကနေလွမြောက်သွားတာကိုသူတို့သတိမထားမိလိုက်ဘူး။မိုက်ပြန်သွားပြီးနောက်မှာဂျိုရှူအာက ပင်းကိုတကောင်ပြောင်းနေတာကိုသတိပြုမိသွားတယ်။သူကပင်းကိုကိုစပြီးရှာပါတော့တယ်။ဒါပေမဲ့မထင်မှတ်ပဲပြောင်းနေတဲ့ပင်းကသူ့ကြောပေါ်ကိုရောက်လာပြီးသူ့လက်ပင်းကိုကတ်ချလိုက်တယ်။ယူရှူအာကနာကျင်လုံးလုံးအော်ဟစ်ရင်ရိထိုးသွားတဲ့အခါကျန်တဲ့ပင်းကလောင်ရင်တွေကိုပါမတော်တဆတိုက်မိသွားတယ်။နောက်ဆုံးမှာတော့ပင်းကိုအကြီးကြီးတွေအားလုံးအခန်းထဲမှာလွတ်ထွက်ကုန်ပါတော့တယ်။ ောက်တစ်ပတ်ကျတော့ Mike ကဂျိုရှုအားကိုတွားတွေ့ဖို့ကြိုးစားတယ်။ဧကရဲရရှိ Samantha ဖြစ်ပြီး Mike ကို အန်ရရှိလို့အိမ်ပြင်မထွက်ဖို့တားထားတယ်။ဒါပေမဲ့ Mike ကအိမ်ကနေကိုးထွက်ပြီးဂျိုရှုရဲ့အိမ်ကိုခြေချင်းရှောက်သွားလိုက်တယ်။အိမ်ကိုရောက်တဲ့အခါသူအံ့အားတင်သွားတယ်။အိမ်တအိမ်လုံးပင့်ကူအိမ်ကြီးဖုံးလွှမ်းနေတာကိုသူတွေ့လိုက်ရတယ်။ဂျိုရှုရောသူ့ချက်တူကြီးပါကြောက်နေတယ်။ Mike အိမ်နောက်ဘက်ကိုဖြည်းဖြည်းချင်းရှောက်သွားကြည့်ရဲ့အဲ့ဒီမှာပင့်ကူတွေပိုကြီးလာကြအောင်တက်တည်ပြနေတဲ့အိမ်အမခြေရာကြီးတွေသူသတိပြုမိသွားတယ်။ သူကတရုတ်ထွင်းဟောင်းရဲ့အဝင်ဝနာကိုဆက်သွားကြည့်ရင်အီယမ်မပင်းကူခြေရောက်ကြီးတစ်ချောင်းကိုတွေ့လိုက်တယ်။ အဲ့ဒီအချိန်မှာပဲတွင်းထဲကအီရမပင်းကူကြီးတကောင်ကိုတူလှမ်းတွေ့လိုက်ရတယ်။ဒါကြောင့်ပင်းကူကမတွေ့တော့အောင်လို့သူအမြန်ဆုံးပြန်ထွက်လာခဲ့တယ်။မိုက်အိမ်ပြန်ရောက်တော့သူ့အမေစမန်တာကိုဒီအကြောင်းကိုရှင်းပြဖို့ကြိုးစားတယ်။ဒါပေမဲ့စမန်တာကသူ့ခိုးထွက်သွားလို့စိတ်ဆိုးနေပြီးမိုက်ဆက်လန်းတွေလှုပ်ကြံပြောနေတယ်လို့ပဲထင်ခဲ့တယ်။ကြာခင်မှာပဲစိုက်ကသမားလူငယ်တစုကိုအီရမပင်းကူကြီးတွေကရုတ်တရက်ဝင်တိုက်ခိုက်ပါတော့တယ်။လူငယ်တွေကထွက်ပြေးဖို့ကြိုးစားပေမဲ့ပင်းကူတွေကသူတို့ကိုလိုက်ဖမ်းပြီးစားတောက်ကြတယ်။ ။ Brad ဆိုတဲ့ကောင်လေးတယောက်ပဲတက်တူတွင်တဲ့ကိုမတော်တဆဝင်တိုက်မိပြီးလွမြောက်သွားခဲ့တယ်။အချိန်ထဲမှာပဲ Creed ရဲ့အတော်လည်းအိမ်မပြောက်သွားတယ်။ Creed ကသူ့အတော်ကိုလိုက်ရှာရင်းမြောက်ခန်းမှာတွင်းကြီးတစ်ပေါက်နဲ့ပင်းကူခြေတော်ကြီးတစ်ချောင်းကိုတွေ့သွားတယ်။ အဲ့ဒီမှာတင်မိုက်ပြောတာတွေအမှန်ဖြစ်နေမှသူချက်ချင်းယုံသွားတယ်သူတို့အသိဝင်သွားတဲ့အချိန်မှာပဲအပေါ်တက်မှာမိုက်ရဲ့အမတ်ကလေးရဲ့အော်ဒန်ကိုကြားလိုက်တယ်ပင့်ကူတကောင်ကဗရင်ဘက်ကနေဝင်လာပြီးအက်ရှလီကိုပင့်ကူအိမ်ရဲ့ရှစ်ပတ်နေတာကိုတွေ့လိုက်ရတယ်ခရစ်ကဝင်တိုက်ခတ်ပြီးမဲ့ပင့်ကူကသူ့ကိုပါနေရာမှာကတ်ထားလိုက်တယ်နောက်ဆုံးမှာတော့စမန်တာကတနက်ကိုအချိန်မီယူလာပြီးပင့်ကူကိုပြစ်တတ်လိုက်တယ် ချီနေဆိုရမန်တိသွားတဲ့စမန်တာကရေဒီယိုစတေရှင်ကနေတဆင့်မြို့လူမှုတွေကိုတတိပေးဖို့အဆုံးဖြတ်လိုက်တယ်ဒါပေမဲ့လူတွေကဒါကိုဇလန်းအတူလို့ပဲထင်နေကြတယ်။သူတို့သတိပေးနေတုန်းကပဲအေယာမပင်းကူကြီးတကောင်ကသူတို့ရှိနေတဲ့ရှင်ကိုပါလှပြီးတိုက်ခိုက်လာတယ်။ သူတို့ကကားနဲ့အမြန်ဆုံးထွက်ပြေးလာခဲ့ပြီးလမ်းပေါ်ကလူတွေကိုကုန်တိုက်စီပြေးကြဖို့နောက်ဆုံးအချိန်အော်ဟစ်တရီပေးပါတော့တယ်။မြို့ထဲမှာတော့ဗယံပဓာဖြစ်နေပါပြီ။လူတွေကုန်တိုက်ထဲအလူရက်ဝင်ပြေးကြပြီးစမန်တာတို့ကအနောက်ကနေပင်းကူတွေကိုပြစ်ခတ်ရင်းနောက်ဆုံးမှဝင်လိုက်ရတယ်။ သူတို့တကားတွေအားလုံးကိုလုံးကျုံအောင်ပြလိုက်တယ်ဒါပေမဲ့မကြပါဘူးပင်းကူတွေကကုံတက်ရဲ့ပင်မတကားတွေကိုဖျက်ဆီးပြီးအပေါက်ကနေအကောင်သေးတွေအများကြီးကိုအရင်လွှတ်လိုက်တယ်လူတွေလည်းပြစ်ခတ်ရင်နောက်ဆုံးမှမြောက်ခန်းထဲကိုထွက်ပြေးကြရပြန်တယ်မြောက်ခန်းကနေတဆင့်သူတို့တက်ထုတွင်ကိုရောက်သွားကြတယ် တွင်ထဲမှာပင်ကူတွေရဲ့အတိုက်ကြီးကိုသူတို့တွေ့လိုက်ရတယ်။အဲ့ဒီမှာပင်ကူစာမိထားတဲ့လူတွေကိုပိုးအိမ်ထဲမှာထည့်ထားတာတွေ့ရတယ်။ခရစ်ကသူ့အတော်ကိုအရှင်လက်လက်ပြန်တွေ့သွားတယ်။အဲ့ဒီအချိန်မှာပဲအီယမ်မပင်ကူဘီယင်မကြီးကန်နူလာထွက်လာတယ်။ခရစ်ကတွင်ထဲမှာမိသိန်းတန်းငွေတွေတွေ့ရှိတာကိုသတိပြုမိထားတဲ့အတွက်သင်္နမပစ်ဖဲမိုက်ပေးလိုက်တဲ့ရေမွေးကိုသုံးဖို့စဉ်းစားမိသွားတယ်။သူကရေမွေးကိုဘီယင်မကြီးရဲ့မျက်နှာစီပစ်လိုက်တယ်။ ။ပင်ကူကြီးခဏကြောင်သွားတော့ခရစ်ဒီရဲ့သူ့အတော်က brand ရဲ့ cycle ပေါ်တက်သွားပြီးထွက်ပြေးသွားတယ်။ထွက်မပြေးခင်မှာခရစ်ကတွင်းထဲကမီးလုံးတစ်လုံးသားမှာမီးချစ်ဆန်တွေကိုထောင်ချောက်ဆင်ထားခဲ့တယ်။ သူတို့အပြင်ဘက်ကိုရောက်သွားတဲ့အခါခြေကသူမရဲ့တက်ဆာကိုတုံးပြီးဂျနရေတာကိုဖွင့်လိုက်တယ်ဂျနရေတာမီးလင်းလာတာနဲ့အတွင်းထဲကမီးလုံးလေးတွေလင်းလာပြီးခရစ်ထောင်လာတဲ့မီးကျစ်ဆန်တွေမီးဆွဲလောင်ကအတွင်းတစ်ခုလုံးအကြီးအကျယ်ပောက်ကွဲသွားပါတော့တယ်ပင်းကူပြင်မကြီးအပါဝင်ပင်းကူအားလုံးပောက်ကွဲမှုထဲတည်ဆုံးသွားကြတယ်ဒီလိုနဲ့ပဲမြို့လေးဟာအေယာမပင်းကူတွေရဲ့ဘေးကနေလွတ်မြောက်သွားခဲ့ပြီးခရစ်လည်းသူ့ဖေရှားတွေ့ခဲ့တဲ့ရှောကြီးကိုပြန်လည်တွေ့ရှိသွားခဲ့ပါတယ် ဇလန်လေးရတော့ဒါပါပဲရှင်ကျေးဇူးများလိုက်တင်ပါတယ်